ပြောပြပြီးမယ်เนาะကျမတို့လက်မနဲ့ချုပ်တဲ့အတိုင်းတာမှာဆိုလို့ရှိရင်တလက်မမှာကျမကျမတို့ရှစ်စိတ်ရှိပါတယ်เนาะကျမတို့တလက်မမှာရှစ်စိတ်ရှိတယ်ဒီမှာဆိုလို့ရှိရင်ဒီကနေပြီးတော့ တလမဆိုဒီတစ်ကနေနှစ်ချောင်းကိုကြည့်လိုက်မယ်နော်အကြ1 2 3 4 5 6 8ဟုတ်လားနော်ဒီမှာ8စိတ်ရှိတယ်ပေါ့နော်1 2 3 4 5 6 8ဒီ8စိတ်ရှိတယ်ပြီးလို့ရှိရင်ဒီကနေဒီချောင်းကိုကျမတို့က4စိတ်ပေါ့နော်0.4ပေါ့ဒါ0.4ဆိုလို့ရှိရင်တက်ဝက်ပေါ့ကျမတို့တင်ချာမှာဆိုလို့ရှိရင်တော့0.5ဖြစ်တာပေါ့နော်ဒါမလို့ကျမတို့ဒီမှာအိမ်ကြီးချုပ်တဲ့နေရာမှာဆိုလို့ရှိရင်0.4ဆိုလို့ရှိရင်တက်ဝက်ကိုခေါ်ပါတယ်နော်အဲ့ကြတော့ ဒီမှာဆိုလို့ရှိရင်ကျမတို့ကတက်လက်မကိုဘယ်နှစိတ်ရှိလဲဆိုလို့၈စိတ်ရှိတယ်လက်မဘွဲဆိုလို့ရှိရင်၄စိတ်ပွိုင်ထိုးလို့ခေါ်တယ်နောက်ကြတော့တမိုက်မှာဒီမှာဆိုလို့ရှိရင်၄တသမ4.4ပွင့်ဖို့လက်မပေါ့เนาะ4ပွင့်ဖို့လက်မတထွားမှာဆိုလို့ရှိရင်6လက်မတထောင်မှာ78လက်မတကိုက်ကို30နဲ့6လက်မเนาะအဲကြတော့ဒီတိုင်းအရအခေါ်ပေါ်ဆိုလို့ရှိရင်တကိုက်ကို2တောင်2တောင်ကိုတထောင်ကို နှစ်ထွာရှိတယ်တထွာမှာနှစ်မိုက်ရှိတယ်တမိုက်မှာ4.4လက်မရှိတယ်ပေါ့နော်အဲ့ကကြတော့ပိတ်စတယ်မှာဆိုလို့ရှိရင်အနံအလျားကတော့ကျမတို့လိုတဲ့လောက်ကိုတိုင်းသွားကြတယ်ပေါ့နော်အနံမှာဆိုလို့ရှိရင်တော့52လက်မရှိတယ်ပိတ်စရှိတယ်နောက်တစ်ခါ55လက်မကျော်ကျော်ရှိတယ်အနံလုံးပိတ်စတွေရှိတယ်ပေါ့နော်ကျမတို့ ညှော့ပေါင်းပြီးတိုင်းမယ်ဆိုလို့ရှိရင်ကျမဒီမှာတိုင်းနီးလေးလည်းကျမပြထားတယ်ပေါ့နော်တိုင်းနီးဗီဒီယိုဖိုင်လေးပြထားတယ်အဲ့ခါကျညှော့ပေါင်းပြီးမှဆိုလို့ကျမတို့ဘယ်ရနေပြီးတော့စပြီးတော့ထုတ်ကြမလဲဆိုလို့ရှိရင်အမ် small ကနေပြီးတော့380အထိပေါ့နော် small ကနေကျကျမရဲ့ small ကတော့34လက်မပေါ့နော်တင်34လက်မကနေစမယ်ပေါ့နော်တင်34 small medium large size 80 280 380ပေါ့နော်အဲ့ကြတော့နှလမစီတိုးသွားမယ်34 36 38 40 42 44နော်နောက်တစ်ခါကြတော့ခွာအကျယ်ကြတော့ကျမတို့တွေက အခွားအကြဲတွေကတော့ကျမတို့တွေအမျိုးမျိုးပဲပေါ့နော်ဒီဥစ္စာတွေဒီတချမ်းလေးကိုကျမရှင်းမပြသေးဘူးဒီ notes လေးပဲထားလိုက်အောင်ပဲဘာလို့လဲဆိုတော့ခါကျကျမတို့ချုပ်တဲ့အခါကျလို့ရှိရင်ပို့ပြီးတော့နားလည်သွားလိမ့်မယ်နော်ပုံသင်နည်းကတော့ဘယ်လိုလေးလာမလဲဆိုလို့ရှိရင်ပုံသင်နည်းက small ဆိုလို့ရှိရင်တင်က34အတွက်ပေါ့နော်တင်34အတွက်ဆိုလို့ရှိရင်ကျမတို့ကတင်အစား၄เนาะသူ့ရဲ့ပုံသင်နည်းကတင်အစား၄အပေါင်း1အပေါင်း0.4เนาะ ဒီမှာဆိုလို့ရှိရင်တင်တင်နေရမှာက34ကိုထည့်ပါမယ်34အစား၄ပေါ့နော်အပေါင်းဒီမှာ1 1ကဘာလဲဆိုလို့ပွားစားကျမတို့ကပေါင်းမီကိုပေါ့နော်ဟိုမျော့ပေါင်းမီဆိုတဲ့အခါကျတော့ထိုင်းလို့ထားလို့ကောင်းအောင်ညဝတ်အိတ်လို့အောင်နော်ပွပွလေးပေါ့နော်အဲ့ကြတမတလက်မပွားစားလေးထားတယ်နောက်တစ်ခါနောက်တစ်ခါဒီမှာဆိုလို့ရှိရင် point 4ဆိုတဲ့အခါကချုပ်စားနော် ချုပ်စာကျမရဲ့ဘောင်းမီတွေအကုန်လုံးကနှစ်ဟိုအားလုံးပေါင်း၄ဘက်ဆက်ပေါ့နော်၄ချက်ဆက်မှာပေါ့နော်အဲ့လိုမျိုးနဲ့ထားမှာအဲ့ခါကျတော့34အစား၄နောက်ကျတော့အပေါင်း1.4အဲ့ကျတော့ချုပ်စာပွာစာနော်1.4อ่ะအဲ့ကျတော့34ဟွန်း34အစား4ဆိုတဲ့အခါကျတော့ကျမကဒီမှာနည်းနည်းတွက်နီးလေးပြပေးမယ်ပေါ့နော် ျမတို့ဒီမှာဆိုလို့ရှိရင်34အစာ4အပေါင်1.4ပေါ့နော်အပေါင်1.4အဲ့ကျတော့34အစာ4ဆိုတဲ့အခါကျတော့4ရှစ်လီယာဒီမှာ34ကို4နဲ့စားမယ်နော်4နဲ့စားမယ်ဆိုလို့ရှိရင်4ရှစ်လီယာ32 ဒီမှာဆိုလို့ရှိရင်နှစ်ကျွန်းနဲ့ဒီနှစ်ကနှစ်လက်မှဖြစ်တယ်เนาะဒီနှစ်လက်မှဖြစ်တယ်ဆိုတော့ဒီနှစ်လက်မှကိုကျမတို့တွေကအစိမ့်နဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်ဘယ်နှစိတ်ရှိလဲဆိုလို့ရှိရင်နှစ်လက်မှဆိုတော့ခါကြတော့ကျမတို့တွေကအားလုံးပေါင်း16စိတ်ရှိတယ်ပေါ့เนาะ16စိတ်ရှိတဲ့ခါကျ point 4 4 16เนาะအဲ့လိုမျိုးစားပါတယ်เนาะအဲ့ကြ4 4 16ဆိုတော့ခါကြတော့အဲ့ကြတော့ဟွန်း 8 point ညီမြချင်း8 point 4အပေါင်း1 point 4ဖြစ်သွားတယ်เนาะအဲ့ခါကျတော့8 point 4အပေါင်း1 point 4ဆိုတဲ့ခါကျတော့4 4နဲ့4နဲ့ဆိုတော့8 8ဆိုတော့ခါကျဒီဟာက8စိတ်ဖြစ်သွားတဲ့အတွက်ဒီမှာ3ညဖြစ်ပြီးဒီမှာတက်လက်မတက်လိုက်တယ်အဲ့ကျတော့အခြေက30ရတယ်ပေါ့เนาะအဲ့ကျတော့10လက်မဟုတ်လားเนาะဒါဒါပုံဆွဲတဲ့ခါကျတော့တစ်ခါပြမယ်ပေါ့เนาะအဲဒီမှာဆိုလို့ရှိရင်ကျမတို့က ဒါကဒါဆယ်လက်မှနောက်ကြတော့နောက်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျမတို့ထပ်ပြီးတော့တွက်လို့ရတယ် median เนาะ median က median ဆိုလို့ရှိရင်လည်းအဲ့လိုပဲ median အတွက်ဆိုလို့ရှိရင်လည်းကျမတို့က3 point ဘော sorry 30နဲ့6လက်မှအတွက်10ဒသမ4တင်း38အတွက်ဆိုလို့ရှိရင်7လက်မှအိတ်ဆက်တင်း40အတွက်ဆိုလို့ရှိရင်7ဒသမ4 2အိတ်ဆက်အတွက်ဆိုလို့ရှိရင်တင်းက 42เนาะ12လက်မအဲ့လိုမျိုးနဲ့ကျမတို့တွေကတွက်သွားမယ်เนาะတက်သွားပြီးတဲ့အခါကျတော့မှကျမတို့ကဒီတွက်နီးကိုအရင်ဥဆုံးကျမတို့တွက်ကြမယ်เนาะဒီအရင်ဥဆုံးတွက်နီးတွက်မယ်ပြီးလို့ရှိရင်ကျမကအခုလောလောဆယ်ဆယ်မှာဘောင်းမီအတွက်ကိုတိုင်းတာကိုကျမပြပေးမယ်ဒီနေ့ကိုယ့်ရဲ့တင်ကိုယ့်ရဲ့ဒီအောက်ပိုင်းအရှည်ကဘယ်လောက်ရှိလဲဆိုတာကို အရင်ဥဆုံးကျမတို့တွေဒီနေ့တနေ့စာအတွက်တွက်ထားမယ်မနဲ့ပြန်ကြလို့ရှိရင်ကျမတို့တွေကဒီအခုပေါ့နော်ကျမဆိုလို့ရှိရင်တင်38 L site နဲ့ကျမတွက်ရမှာ L site နဲ့ကျမကချုပ်ရမှာပေါ့နော်ချုပ်ရမယ်ဆိုတော့ခါကြတော့ဒီကျမကဒီနမူနာအနေနဲ့တင်38အတွက်ကိုကျမကချုပ်ပြပေးမယ်ချုပ်ပြပြီးပြီဆိုလို့ရှိရင် ဟမ် sorry ပတ်တန်ဆွဲပြပေးမယ်နော်ဆွဲပြလဲဆိုလို့ရှိရင်ဒီကကျမရဲ့တင်နန်းသူတင်နန်းသားတွေကမလုပ်မလဲဆိုလို့ရှိရင်ကိုမှကိုကတင်ဘယ်နဲ့လက်မှရှိတယ်လဲရှိတယ်လဲဆိုပြီးတော့တိုင်းပြီလို့ရှိရင်ကျမနဲ့အတူတူပတ်တန်လိုက်ပြီးတော့ဆွဲမယ်ဒီနေ့ဒီမှတ်စုကိုကျမအခုရှင်းပြထားတယ်လိုက်ပြီးတော့ဒီမှတ်စုကိုကျမတို့လိုက်ပြီးတော့ကူးမယ်ပြီးရင် တွက်ကြည့်မယ်ကိုတိုင်းနောက်တစ်ခါပြီးလို့ရှိရင်ကျမ ီတိုင်းပြထားတဲ့ဗီဒီယိုဖိုင်ကို ကြည့်ပြီးတော့ကိုဘာနဲ့ကိုတင်ဘလောက်ရှိလဲဆိုတဲ့ဥစ္စာနဲ့ခါကနေပြီးတော့ဒီအောက်ချီမျက်စိဒီဘယ်နှလက်မှရှိလဲဆိုတာကိုတိုင်းပြီးတော့ယူထားကြမယ်เนาะဟုတ်လား